ီးခဲ့တဲ့ရဲတပ်တပတ်ကတော့မိုးကောင်းမြို့နယ်ကစစ်ကောင်စီရဲစခန်းတစ်ခုကို KNY ပူးပေါင်းတပ်ကဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာတွေစစ်ကောင်စီတပ်ကဖကန့်ဒေတာနဲ့တတိုင်းဒေတာက KNY တပ်စခန်းတွေကိုဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့မင်းစီတန်းဗီဒိုစစ်က KNY တပ်ရင်းဆက်လေးကိုထိုးစစ်ဆင်တိုက်ခိုက်တာတွေပြုလုပ်ခဲ့ပါတယ်ပြည်ရဲမတ်လ၂ရက်နေ့မနက်ပိုင်းကမိုးကောင်းမြို့နယ်ပင်မောကြီးရွာကရဲစခန်းကိုပြန်ရီပူပေါင်းတပ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ် ပြန်ရင်ပူပေါင်းတပ်အင်အား20လောက်ကပင်မောရဲစခန်းကိုဒရုန်းနဲ့အစတင်တိုက်ခိုက်ပြီးနောက်အပြန်အလှန်ပြစ်ခတ်တိုက်ခိုက်တာတွေဖြစ်ပွားခဲ့တာပါပြစ်ခတ်မှုတွေအတွင်းနှစ်ဖက်ထိခိုက်ဒေဆုံးမှုအခြေအနေကိုတော့မသိရသေးပါဘူးပြန်ရင်ပူပေါင်းတပ်ကပင်မောပီလူစင်ခေါင်းဆောင်နဲ့ယာအိမ်မူလို့ကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဒေတာခန်တွေကပြောဆိုနေပါတယ် အပြန်အလှန်ပြစ်ခတ်မှုအတွင်းစစ်ကောင်စီတိုင်ရဲလက်နက်ကြီးဟာကြီးရွာအတွင်းကဆန်ဆက်ရှိရာနေအိမ်ကိုကြားရောက်ပောက်ကွဲခဲ့လို့အရက်သားတို့ဦးတည်ဆုံပြီး၄ဦးတန်ရာပြင်းထန်စွာရရှိခဲ့ပါတယ်။ပင်မောကြီးရွာဟာမိချင်းနာရွှေဘိုလမ်းပိုင်းမှာတည်ရှိတဲ့ကြီးရွာဖြစ်ပါတယ်။အခုနှစ်မြစ်ဆန်ပိုင်းကနေတကြောပြန်စီရီတင်မာလာတဲ့တနိုင်းဒေတာက KIA တပ်စခန်းတွေကိုစစ်ကောင်စီတပ်ကပုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တဲ့အပြင်မင်းစီတန်ပြည်သူစစ်က KIA တပ်စခန်းတွေကိုစတင်တိုက်ခိုက်ခဲ့ပါတယ်။ ီးခဲ့တဲ့မတ်လ6ရက်နေ့မနက်ပိုင်းကတနိုင်းလီတို့လမ်းမှာရှိတဲ့ရှက်တူးစုတေးရွာအနီးကိုစစ်ကောင်စီတပ်ကတိုက်လေရင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့တဲ့အပြင်တနိုင်းဒေသက KAI တိုက်ရင်14နဲ့ဝါခါရွှေမော်ကိုလေရင်၄စီးနဲ့၄ချိန်တိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေစီကတီးရပါတယ်။ KAI တိုက်ရင်14ကိုစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တဲ့အပြင်မင်းစစ်တမ်းပီတို့စစ်ကားပါမြေပြင်ကနေစစ်ကြောင်းထိုးတိုက်ခိုက်ခဲ့ပါတယ်။ KNY တိုင်ရင်ဆက်လီရဲ့ရှီလန်ကာကင်းစခန်းနှစ်ခုကိုတိမ်ပတ်ရရှိခဲ့ရဆိုပြီးမင်းစစ်တမ်းပြည်သူစစ်ကတပ်ပုံတွေနဲ့တကွာသတင်းထုတ်ပြန်ထားပါတယ်။သတင်းတပ်ပုံတွေမှာ KNY တပ်သားတအူရဲ့ရုပ်အလောင်းနဲ့တိမ်စီရမိတဲ့လက်နက်ခဲယမ်းတွေကိုရိုက်ကူထားတဲ့တပ်ပုံတွေလည်းပါဝင်ပါတယ်။တနိုင်းဒီတို့လမ်းတစ်လျှောက်မှာအခုနှစ်နေဆန်ပိုင်းကစပြီးမင်းစစ်တမ်းပြည်သူစစ်နဲ့ KNY တပ်တို့စီရင်တင်းမာနေပြီးမင်းစစ်တမ်းပြည်သူစစ်ကကြီးရွာတွေကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်နေတယ်လို့ စစ်ကောင်စီတပ်ကလည်းလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေပါဗျ။အလားတူတကြောပြန်စစ်ရေးတင်းမာလာတဲ့ဖက်ကတ်မြို့နယ်မှာလည်း March 9ရက်နေ့က KNA တိုက်ရင်6နေမျိုးကိုစစ်ကောင်စီတပ်ကလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပေမဲ့လူထိခိုက်မှုမရှိဘူးလို့ KNA တတိယမြင့်သွေးစီကတည်ရပါဗျ။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ24ရက်နေ့ညတကောင်အချိန်ကလည်းစစ်ကောင်စီတပ်ဟာ KNA တိုင်ရင်6အနီးတစ်ဝိုက်ကိုတိုက်လေရင်နှစ်စီးနဲ့ပုံကျဲတိုက်ခိုက်ခဲ့ပါသေးတယ်။ ဖေဖော်ဝါရီလကစပြီးစစ်ကောင်စီတပ်ဟာဖကန့်ဒေတာက KNY တပ်ရဲ့ဂိတ်စခန်းတွေကိုစတင်တိုက်ခိုက်နေပြီးအခုရက်ပိုင်းအတွင်းဖကန့်တပ်မကုန်းကစစ်ကောင်စီတပ်ပဝင်တွေဟာဖကန့်မြို့အတွင်းမှာပေါ်ပေါ်ထင်ထင်အင်အားပြနေတယ်လို့ဒေတာခန်တွေကဆိုပါတယ်အခုလိုဖကန့်မြို့နယ်မှာစီးရဲတင်းမာလာတဲ့အတွက်ဒေတာခန်တွေကိုကရုတ်ချင်းတူထားဖို့ KNY ကညွှန်ကြားထားတယ်လို့ဒေတာခန်တွေစီကတီးရပါတယ် အလားတူဝိုင်းမော်မျိုးအဝယ်မှာမတ်လ9ရက်နေ့ကစစ်ကောင်စီတပ်နဲ့ KNA ပူးပေါင်းတပ်တို့အပြန်အလှန်ဖိခတ်မှုတွေရှိခဲ့တယ်လို့ KNA သတင်းရင်းမြစ်တွေစီကတီးရပါတယ်။ကင်းလဲ့နေတဲ့ KNA ပူးပေါင်းတပ်နဲ့စစ်ကောင်စီတပ်တို့တွေ့ဆုံချိန်မှာအခုလိုအပြန်အလှန်ဖိခတ်ခဲ့တယ်လို့ကနဦးတီးရပြီးဖိခတ်မှုနဲ့ပတ်သက်ပြီး SMB4 Media ကဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလတာအတွင်းစစ်ကောင်စီတပ်ရဲ့ပုံကျဲတိုက်ခိုက်မှုကြောင့်ကချင်ပြည်နယ်ကကလေးတငယ်တွေအပောင်းဝင်အရက်သားပြည်သူ၁၀ထက်မနည်းသေဆုံးခဲ့ပါတယ်။စစ်ကောင်စီတပ်ဟာသူတို့ဆုံရှုံထားတဲ့နေမျိုးတွေနဲ့စစ်ရေးပြတ်မှမဟုတ်တဲ့အရက်သားနေအိမ်တွေကိုပြတ်မှတ်ထားပြီးပုံကျဲတိုက်ခိုက်မှုတွေမကြာခဏပြုလုပ်နေပါတယ်။လာမယ့်အပတ်တွင်မှာတော့စီရီတက်မှနေတဲ့ဖက်ကန်ဒေတာနဲ့တနိုင်းဒေတာမှာစီရီချင်းနေဘယ်လိုဖြစ်လာနိုင်မလဲ